ီနေ့မှာတော့ရှီဗန်ညာကသူမရဲ့အသက်အရွယ်ကနေလွတ်ကင်းအောင်သူတော်စင်ကြီးရဲ့နီလန်းပြတ်တာပေးမှုနဲ့အတူလွတ်မြောက်အောင်ကြိုးစားသွားနိုင်ပါမလားစီရှာကလည်းရှီဗန်ညာကိုအသက်အရွယ်ကလွတ်မြောက်အောင်ဘယ်လိုတွေကူညီပေးသွားမလဲဆိုတာကိုစိတ်ဝင်စားဖို့ကြိရှိရမယ်ဝီပြုံဝင်ရဲ့ကလပ်စာအပိုင်း29ကို recap ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ် Recapout ID Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ရှင်တီဝါရဲ့ဖျားချောင်းကိုရောက်ရှိလာတော့မဲ့ရှိပညာကို ဖះเจ้าကိုဆောက်ရှောက်တဲ့မူကြီးတကောင်ကလမ်းကနေပိတ်ပြီးတားဆီးကတိုက်ခိုက်နေခဲ့တာကြောင့်ရှီဗန်ညာလည်းသူမတက်နိုင်သလောက်ကာကွယ်တိုက်ခိုက်နေခဲ့ရပါတယ်။အဲဒီအချိန်မှာပဲရီတင်နဲ့ရှီဗန်ညာအဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာတို့ကအရှင်တီဝရဲ့ဖះเจ้าကိုရောက်ရှိလို့လာခဲ့ပြီးရီတစ်ကဖះเจ้าဘော်ကိုတက်ဖို့ရှီကနေဥဆောင်သွားနေခဲ့ပေမဲ့စီရှာကတော့ရီတင်နဲ့အတူတူစူတောင်းရမယ့်သူကရှီဗန်ညာဖြစ်နေခဲ့တာကြောင့်ရှီဗန်ညာကရောက်မလာသေးတာကြောင့် ဒါထဲမှာအရှင်ကိုပူဇော်ရမယ်ပန်းတွေကကြံခဲ့လို့တောပြန်ယူလိုက်အောင်မယ်လို့ပြောဆိုကာရီတစ်ကိုအရင်သွားစီခဲ့ပါတဖက်မှာလည်းရှီဗန်ညာကမွေးကြီးရဲ့ရစ်ပတ်ချုံတော်မှုကိုခံရပြီးစီရှာခေါ်နေတာကိုပြန်လဲမတုံ့ပြန်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့မွေးကြီးကရှီဗန်ညာကိုချုပ်ကာမြူးချလိုက်ပါတော့တယ်ရှီဗန်ညာရဲ့အထစ်တလန်အော်လိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့စီရှာလည်းဟိုဒီဒီလိုက်ရှာကြည့်လိုက်တော့မွေးကြီးကိုတွေးလိုက်ပြီးမွေးကြီးရဲ့ပါဇက်ထဲကရှီဗန်ညာကသူ့ကိုခေါ်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်ရှီဗန်ညာက ်မွေကြီးရဲ့ဘိုက်ထဲကိုရောက်ရှိနေခဲ့တယ်ဆိုတာကိုသိရှိသွားခဲ့ပေမဲ့သူနောက်ကိုမွေကြီးကလိုက်လာခဲ့တာကြောင့်စီရှာလဲရီတိရှိယာကိုထွက်ပြေးလာခဲ့ရပါတယ်။ရှီဗန်ညာကတော့မွေကြီးရဲ့ဘိုက်ထဲမှာဂျောင်းပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်။စီရှာလဲရီတိစီကိုရောက်တဲ့အခါရှီဗန်ညာဖြစ်အတွင်ပြောင်းလာရင်သူမအနေနဲ့ပန်းတွေကိုတော့မယူလိုက်နိုင်ကြောင်း ကြီးမားတဲ့မွေကြီးကောင်ကိုတွရှိလာကြောင်းဒီလိုမွေကြီးတွေကဖះချောင်းကိုစောင့်ရှောက်တဲ့နှစ်ချိုးမွေကြီးတွေဖြစ်ကြောင်းပြောဆိုကရီတစ်ကိုခေါ်ကအရှင်သီဝရဲ့ဖះချောင်းရင်မြင့်ထိရအောင်အမြန်ဆုံးတက်ဖို့ပြောဆိုခဲ့ပိုင်ဒူဆန်းစွာနဲ့ပဲမွေကြီးကရီတစ်တို့ဖះချောင်းရင်မြင့်ကိုရောက်တာနဲ့အပေါ်ကိုဆက်မလိုက်လာတော့ပဲနောက်ပြန်လှည့်သွားခဲ့ကရီတစ်တို့ပြန်ဆင်းလာမှကိုစောင့်ဆိုင်နေခဲ့ပိုင်ဒါကြောင့်စီရှာလဲကြောက်တုံးကြောက်ခဲချူကိုကောက်ယူခဲ့ကမွေကြီးကိုကောက်ပေါက်လိုက်တာကြောင့် မွေကြီးကလည်းသူ့ပစက်နဲ့လှမ်းဟက်လိုက်တော့အဆိုပါကြောက်တုံးကြောက်ခဲတွေကသူ့ရဲ့ဘိုက်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။အဲဒါကြောင့်ပဲအထဲမှာရှိတဲ့ရှီပန်ညာကအဆိုပါကြောက်ခဲတွေကိုယူလိုက်ပြီးကြောက်ခဲနှစ်ခဲကိုမိခတ်နေခဲ့ပါတယ်။အဲနောက်ကံကောင်းစွာနဲ့မိကတောက်သွားခဲ့ပြီးမွေကြီးရဲ့ဘိုက်ထဲမှာမိတွေလောင်းကပူလောင်လို့လာခဲ့တာကြောင့်မွေကြီးလည်းနောက်ဆုံးတော့ရှီပန်ညာကိုအန်ထုတ်ခဲ့ရကရှီပန်ညာလည်းမွေကြီးရဲ့ဘိုက်ထဲကထွက်လာနိုင်ခဲ့ပါတယ်။ ရှိပန်းညာတရားရောက်ရှိလာခဲ့တာကိုတွေ့လိုက်ရတဲ့စီရှာလဲရီတင်မရေမီအောင်နေရာချင်းလဲလိုက်ကရီတင်ရဲ့ရှိပန်းညာတို့အရှင်းရဲ့ရှစ်မှာအတူတူရှစ်ခိုးပူဇော်ခဲ့ပါတယ်။အဲဒီနောက်ရီတက်ကရှိပန်းညာရဲ့လက်မသွေးစချို့ကိုတွေ့လာရတာကြောင့်ဒီသွေးတွေကဘဲကလဲလို့စိုးရိမ်ကြီးနဲ့ရှိပန်းညာကိုမေးမြန်းခဲ့တဲ့အခါရှိပန်းညာကလည်းသူ့ရဲ့ဒဏ်ရာကသူ့တွေလို့မပြောဘဲဟင်းသားပြတာမှုန်တွေရင်းနဲ့ထိပြီးသူ့ရောင်ဖြစ်နေတာပါလို့ရီတက်တရားစိတ်မပူအောင်ပြောဆိုခဲ့ပါတယ်။ရီတက်လည်း သူရဲ့အိမ်မက်တဲမှာရှိပညာကဒန်ယာရီနဲ့အိုဟင်းနေတန်ကိုကြားခဲ့ရတာကြောင့်ဒီလိုမျိုးစိတ်ပူမိတာဖြစ်ကြောင်းပြောဆိုခဲ့ရမှာတော့ရှိပညာလည်းသူနာချင်းခန်းစားနေခဲ့ရတာကိုရီတစ်ကသိနေခဲ့တာကိုအံ့ဩနေခဲ့ပါအဲဒါအရှင်တီဝါကိုပူဇော်နေတုန်းမှာပဲရှိပညာကစီရှာနဲ့လူချင်းလှဲလိုက်ပြီးသူမကတော့ဒန်ယာကိုကုသနိုင်ဖို့ကတ္တကာတို့ရောက်လာမဲ့အချိန်ကိုနေရာတစ်ခုကနေပုံကွယ်စောင့်ဆိုင်နေခဲ့ပြီးရီတစ်တို့ပြန်သွားခဲ့ကြတာကိုလည်းဝမ်းနဲ့စွာနဲ့ကြည်နေမိခဲ့ပါအဲဒါ သူတော်စင်ကြီးနဲ့ကတ္တခါရုကိုရောက်ရှိလို့လာခဲ့တဲ့အခါရှိပန်ညာကအတန်အနည်းကနေလုကင်းစေဖို့အတွက်အရှင်ထံမှာဆူတောင်းခဲ့ကြတဲ့အခါခေါင်းငါလုံးနဲ့မွေးကြီးကအသက်ဝင်လာခဲ့ပြီးရှိပန်ညာရဲ့ဒဏ်ရာကစိတ်တွေကိုစုပ်ယူပေးခဲ့တာကြောင့်ရှိပန်ညာလည်းကိုရဲကစိတ်တွေကကင်းစင်သွားခဲ့ရပါတယ်။ရှိပန်ညာတရားအတန်အနည်းကနေလုကင်းသွားခဲ့ရပေမဲ့နဆီယာမကြီးကတော့မတရားမှုဘက်ကနေရက်တီပြီးမွေးတွေကိုဒုက္ခပေးခဲ့တဲ့အတွက်သူ့ရဲ့စွမ်းတွေကရောကြသွားခဲ့ပြီး သူရဲ့စွမ်းတွေပြန်ရနိုင်ဖို့အတွက်ပြန်လည်ကြိုးစားရတော့မှဖြစ်တာမို့ဒေါသတွေထွက်နေခဲ့ရပါတယ်။သူရဲ့စင်စန်းဆရာသခင်ရဲ့လာရောက်ပြောကြားမှုကြောင့်အသွင်ပြောင်းမှုကသူ့နားကိုရောက်လာရင်တောင်ခွဲခြားသိရှိနိုင်စွမ်းမရှိတော့ဘူးဆိုတာကိုပါနတ်ဆရာမကြီးတယောက်သိရှိခဲ့ရပါတယ်။သူရဲ့စွမ်းတွေပြန်ရနိုင်ဖို့ဆိုရင်လေတင်းကျပ်တဲ့ခြင်းစဉ်တွေကိုပြန်လည်လှုပ်ဆောင်ရတော့မှဖြစ်ပါတယ်။ ဇယားသခင်ရဲ့ပြောကြားချက်အရမွေမကအသက်ရှင်တန်သွားခဲ့တဲ့နောက်မှာစွမ်းအားတွေကပူကြီးလာပြီးသူနဲ့သူ့ရဲ့ယုံကြည်သူတွေကိုပါတိုက်ခိုက်လာတော့မှာကိုချူတင်သိရှိသွားခဲ့တဲ့နတ်ဆရာမကြီးကရာဟီဂျာတို့ကိုအစူပါကိစ္စသတိပေးထားမှရမယ်လို့ရေရွပြောဆိုကသူမနေထိုင်ရာဂူကြီးတဲ့ကနေထွက်လာခဲ့ပါတော့တယ်ရာဟီဂျာတို့ရှီယာကိုနတ်ဆရာမကြီးကရောက်ရှိလို့လာခဲ့ကမွေမကအသက်ရှင်နေသေးကြောင်းပြောဆိုခဲ့ရမှာတော့ ရိုင်ဂျာကလည်းညာတို့ကနတ်ဆရာမကြီးရောက်လာလို့ရီတနဲ့ရှီဘန်ညာကိုအရှင်သီဝဘုရားကျောင်းကိုလွတ်ပြီးဆူတောင်းမှုတွေပြုလုပ်ခိုင်းခဲ့ကြအောင်ပြောပြခဲ့ရမှာနတ်ဆရာမကြီးကလည်းဒါဟာသူမရဲ့အသွင်နဲ့မွေးမကရောင်ဆောင်ပြီးပြုလုပ်သွားခဲ့တာဖြစ်ကြောင်းသိရှိသွားခဲ့ကာဂျာမနီတို့ကိုပြန်လည်ပြောပြခဲ့တာကြောင့်ဂျာမနီလည်းရီတတို့အတွက်စိုးရိမ်နေခဲ့ချိန်မှာပဲရီတနဲ့ရှီဘန်ညာတို့ကအင်ကိုပြန်ရောက်လာခဲ့ကြပါစီရှာကတော့ရှီဗန်ညာအတွင်ကိုယူထားခဲ့တာမို့သူမကိုနတ်ဆရာမကြီးကသိရှိသွားမှာကိုစိုးရိမ်နေခဲ့ပါတယ် ဒါပေမဲ့နဆီယာမာကြီးကသူ့ရဲ့စွန်းနေရုတ်ရော်သွားခဲ့တာမို့စီရှာကအသွင်ပြောင်းမွေမဆိုတာကိုမသိရှိခဲ့ပါဘူးရီတက်လည်းသူတို့အရှင်သီဝဘုရားကျောင်းမှာတွေ့ကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုပြောပြခဲ့တဲ့အခါမှာတော့နဆီယာမာကြီးကဒါကဝိမရဲ့လက်ချက်ဖြစ်ကြောင်းအရှင်သီဝရဲ့ကက်တင်ပေးမှုကြောင့်သာအသက်အန္တရာယ်ကနေလွတ်ကင်းခဲ့တာဖြစ်ကြောင်း ပြောဆိုရှင်းပြခဲ့ပြီးလက်တလောမှာဝင်းမရဲ့လက်တုံပြန်လာမဲ့ရေးကိုသတိထားနေကြဖို့နဲ့သူကတော့မူလစွမ်းတွေပြန်လဲရရှိအောင်ပြန်လဲအားထုတ်ပြီးဝင်းမကိုတကြောပြန်လက်တုံပြန်သွားမယ်လို့ပြောဆိုကာပြန်သွားခဲ့ပါတော့တယ်။ယာမနီကတော့စီရှာကိုရှိပညာမှတ်နေသမီးကဒိုင်းတစ်ခုလိုတားပေါ်မှာစောင့်ရှောက်နေသည်သူအပေါ်မှာဘာရည်ရမမကြောက်စေဘူးလို့ပြောဆိုကာချီးစုတွေတင်နေခဲ့ပါတော့တယ်။တစ်ဖက်မှာလဲကတာခါကကင်းကမြေကြီးနဲ့ရှိပညာရဲ့ကြောကဒံရကိုဖျောက်ကင်းအောင် ကုသပေးနေခဲ့ပါတယ်။ ကတာခါကအတန်နေရကနေပြန်လဲလုကင်းခဲ့ပြီမို့မိဘတွေကိုတတ်သွားခဲ့တဲ့တရားခံတွေကိုကလစားချေဖို့မမေ့ရန်ရှီပန်ညာကိုပြောဆိုသတိပေးနေခဲ့ပြီးရီတက်ကလည်းရှီပန်ညာရဲ့ရန်သူမဟုတ်ပေမဲ့သူကရန်သူရဲ့သားဖြစ်နေကြောင်းမွေမျိုးတွေရနာကိုရရှိနိုင်မှုကသူကကူညီပေးမှာဖြစ်ကြောင်းသူရဲ့လေကုပ်ပေါ်ကအမတ်သားကတတ်သိပဲလို့ပြောဆိုလိုက်တဲ့အခါမှာတော့ရှီပန်ညာကဘလို့အမတ်သားလဲလို့ပြန်မေးနေခဲ့ပါတယ်ကတာခါလည်း ရီတရဲ့လေကုတ်ကအမှတ်သားနဲ့ပတ်သက်ပြီးရှီဗန်ညာသိမနေခဲ့တာကိုအံ့ဩသွားခဲ့ပြီးရီတရဲ့လေကုတ်ပေါ်မှာအမှတ်သားတစ်ခုရှိကြောင်းစချီပြီးစီရှာကသူ့ကိုပြန်လည်ပြောပြခဲ့တဲ့အကြောင်းအရာတွေကိုရှီဗန်ညာတဆင့်ပြန်လည်ရှင်းပြခဲ့ပိုင်းရှီဗန်ညာလည်းစီရှာဖတ်ခဲ့တဲ့စာအုပ်ကိုသူမှလည်းဖတ်ခဲ့ရကြောင်းဒါပေမဲ့အဒီအမှတ်သားနဲ့ပတ်သက်လို့ကတော့သတိမထားမိခဲ့ကြောင်းကတ္တာခါကိုပြန်လည်ပြောဆိုနေခဲ့ပိုင်းကတ္တာခါလည်း သူတော်စင်ကြီးကအမတ်သားနဲ့ပတ်သက်လို့ပြောခဲ့တာကဒီလိုမျိုးအမတ်သားပါတဲ့သူတွေဟာမွေတွေနဲ့ဆက်ဆက်ပတ်သက်နေပြီးအသွင်ပြောင်းမွေတကောင်ကိုချစ်မိနေရင်အဲ့လိုလူမျိုးကကျင်ပေါ်ရဲ့ပြဿနာကိုတော့ခံစားသိရှိနိုင်ကြောင်းရှင်းပြခဲ့တဲ့ခါမှာတော့ရှိပန်ညာလေရီတက်ကသူ့အကြောင်းအိမ်မက်မက်တဲ့အပေါ်မှာနားလေသွားခဲ့ပိုင်းဆက်ပြီးတော့ကာတာခါကရီတက်စီမှာရှိတဲ့အမတ်သားကစာအုပ်ထဲမှာလည်းပါတဲ့အတွက်ရီတက်ဟာမွေမြူတွေရတနာနဲ့တနည်းတစ်ပုံဆက်ဆက်ပတ်သက်နေမှဖြစ်ကြောင်းရှင်းပြခဲ့ပါတော့တယ် စီရှာတရာအခန်းထဲမှာတယောက်တည်းရှိနေတော့မှအန်ကက်တို့မောင်နှမတွေကဝင်ရောက်လို့လာခဲ့တာကြောင့်စီရှာလဲရှီဗန်ညာအတွင်ကိုချက်ချင်းပြောင်းလိုက်ရင်အကြောင်းရင်းကိုမင်းမြတ်ခဲ့တဲ့ခါမှာတော့အန်ကက်ကရီတန်ရဲ့ရှီဗန်ညာတို့ရဲ့မင်္ဂလာသက်တမ်းသုံးလပြည့်အတွက်သူတို့စီစဉ်ထားတာလေးကိုပြောပြပြီးကပြားလေးမှာအမတ်တရားစကားလေးကိုရိုမန်တစ်ဆက်ဆံရေးခိုင်းနေခဲ့တာကြောင့်စီရှာကလည်းမင်္ဂလာသက်တမ်းသုံးလပြည့်မှာပျော်ရွှင်ပါစေလို့ခရယိုယိုသားရေးပေးလိုက်ပြီးဂျာမနီကခေါ်နေခဲ့တာကြောင့်စီရှာတရားထွက်သွားခဲ့ပါတယ် အန်ကက်တိုလည်းကပြားပေါ်ကစာသားတွေကိုရိုမက်တစ်ဆန်ဆန်ခက်ဆန်းဆန်းလေးရေးလိုက်ကာအကူဖြစ်သူရီတက်ဟာရှီဗန်ညာကပြီးလိုက်တဲ့ပုံစံနဲ့တွားရောက်ပေးရခဲ့ပြီးသူတို့လိုချင်တာတွေနဲ့အပီးယူပြုတ်လောက်ခဲ့ပိုင်ရီတက်လည်းကပြားလေးကစာကိုဖတ်ရှုကြည့်ခဲ့တဲ့အခါချီနူးသွားခဲ့ပြီးရှီဗန်ညာကသူ့ချစ်တွေကိုလက်ခံလိုက်ပြီးထင်နဲ့ပျော်ရွှင်သွားခဲ့ပိုင်တပတ်မှလည်းဒန်ယာကိုကုသမှုခံယူနေခဲ့တဲ့ရှီဗန်ညာကကတာခါထံကနေမွေမြူတီရတန်နဲ့ပတ်သက်ပြီးအချက်လက်ချို့ကိုသိရှိခဲ့ရကကတာခါက မွေမျိုးတွေမှာကုပိုင်လေးအောင်ရှိတယ်ဂျူကြီးတွေအားလုံးတဒန်းနဲ့စုံမဲ့ညတညကိုရောက်ရှိလာလိမ့်မယ်အဲ့ညသကောင်းရန်အချိန်မှာဂျူတွေအားလုံးကတဒန်းနဲ့ဖြစ်သွားမယ်ကောင်းငယ်မှာလည်းလာရောင်လေးပဲရှိတော့မယ်အဲ့ညအဲ့ချင်းအဲ့နေရာမှာမွေမျိုးတွေရနာကအလိုလျောက်တောက်ပလာလိမ့်မယ်အရန်ဝေလုံးနဲ့ရက်ကလူတွေတောင်ဒီအလင်းကိုလှမ်းမြင်နိုင်လိမ့်မယ်အလင်းရောင်ကစူးလွန်လို့လူမျက်လုံးတောင်ပြဝေသွားလိမ့်မယ်ဒီအလင်းကမွေမျိုးတွေရနာရှိတဲ့နေရာကိုညွှန်ပြပေးနိုင်တယ် ဒီလိုညာမျိုးဟာလည်းနှစ်ပေါင်း85နှစ်ကြာမှတစ်ချိန်ပဲဖြစ်တာမွေမြူတဲ့ရနာကိုတွေ့မြင်ရလိမ့်မယ်အိညာကမကြခင်ရောက်လာတော့မှတကယ်လို့ရိုင်ဂျာကသာမွေမြူတဲ့ရနာကိုအင်ကြီးတနေရာမှာဖွက်ထားတယ်ဆိုရင်အမြူတဲ့ရဲ့လင်းရောင်နဲ့မင်းကရှာဖွေနိုင်လိမ့်မယ်မွေမြူတဲ့ရနာကိုယူဆောင်ပြီးတော့အရှင်သီဝရုပ်ထုမှာပြန်ပြီးတော့ပူဇော်ရမယ်ပြီးတော့မှအရှင်သီဝကိုယုံကြည်တဲ့မင်းတို့မွေညီမကစောက်ရှောက်သူတွေဖြစ်လာရလိမ့်မယ် ်တမာသူတွေရဲ့လက်ထဲကိုမွေမြူတေရနာမရအောင်သတိထားပါရှိပညာလို့ပြောဆိုခဲ့ပါတော့တယ်။ဂူဒီတကူထဲမှာတော့ရိုင်ဂျာနဲ့ရှိုင်လက်တို့ကသူတို့တိတ်တဆိတ်ဖန်ဆီးထားတဲ့လူရှိရာကိုရောက်ရှိလို့လာခဲ့ပြီးရိုင်ဂျာကဖန်ဆီးထားတဲ့သူကိုမွေမြူတေရနာနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပေမဲ့အဆိုပါလူကဘာမှမပြောတာကြောင့်ဒေါသတွေထွက်လာခဲ့ကရိုင်နဲ့နှိပ်စက်ဖို့လှုပ်ဆောင်ခဲ့ပေမဲ့ရှိုင်လက်ကတားမြစ်လိုက်က သူတူးတဲ့သားဒီရနာအကြောင်းကိုသိတာမို့သိသွားအောင်လုပ်လို့မရဘူးလေလို့ပြောဆိုဖြောင်းပြကဒေါ်သာထွက်နေခဲ့တဲ့ရိုက်ဂျာကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။ရီတက်လည်းအခန်းထဲကိုပြန်ရောက်လာပြီး ်ခပြားလေးမှာရေးသားထားတဲ့စာကအမှန်ပဲလားလို့မေးမြန်းခဲ့တဲ့အခါရှီဗန်ညာအဖြစ်ဟန်ဆောင်ထားခဲ့တဲ့စီရှာကအန်ကက်ကပြင်ဆင်ရေးသားလိုက်တာကိုမသိပဲအမှန်ပဲဖြစ်ကြောင်းပြောဆိုခဲ့တာကြောင့်ရီတက်လည်းဝမ်းသာသွားခဲ့ပြီးစီရှာကိုဖတ်လိုက်ကဒီနေ့ညကလှပတဲ့ညာလေးတညဖြစ်အောင်ကိုစီစဉ်လိုက်မယ်လို့ပြောဆိုကထွက်ခွာသွားခဲ့တာကြောင့်စီရှာလည်းကြောင်တောင်ဖြစ်နေခဲ့ရသလိုရီတက်တရားသူနာကိုရောက်လာခဲ့ရင်စိတ်တွေကထူးဆန်းသလိုမျိုးခံစားနေရတဲ့အပေါ်မှာလဲတန်တော်တွေဖြစ်နေခဲ့ရတာတွေကိုစဉ်းစားနေမိခဲ့ပါတယ် နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်မေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်